မြန်မာနိုင်ငံအတွင်းမှာဆိုလို့ရှိရင်လည်းတတ်မှတ်ပြည်သေးတဲ့ကလေးငယ်တွေနဲ့ပတ်သက်ပြီးတော့အမှုခင်းနေနောက်ပြီးသူတို့ရဲ့ကာကွယ်စောက်ရှောက်မှုအပိုင်းတွေတော်တော်များများဟာစိုးရင်စရာ ဖြစ်စရာကောင်းတဲ့အခြေအနေတစ်ခုကိုရောက်ရှိလာပါပြီ။မှန်တယ်ဒီမှာ trafficking တွေရော exploitation တွေရော child abuse တွေရောအရန်ဟို ်များတယ်တကယ်ကို productive လုပ်တဲ့ lorry မရှိဘူးဒါကတော့ကျွန်တော်နိုင်ငံမှာမဟုတ်ဘူးအာ developing ဖြစ်တဲ့ကျိုးစားနေကြတဲ့ underdeveloped country အကုန်လုံးကဒီဒီဒုက္ခတွေကိုရင်ဆိုင်နေရတယ်ဒီ trafficking တို့ exploitation တို့ဆိုတာအမေရိကန်လူနိုင်ငံမျိုးမှာတော့အခုထိရှိနေကြတော့မယ်ဒီ Mexican border ဘက်ကအဲ့လိုမျိုးတွေဖြစ်နေကြတော့မယ်ဆိုတော့ကိုယ်တိုင်းမိအတွက် control လုပ်ဖို့တော့ ကိုဆောင်သူတို့ပဲအရန်ခက်ခဲတဲ့ကာလပေါ့အဲ့မှာမှ awareness များများလေးနဲ့အတဖတ်ပြီးတော့အတတခုပဲကြည်ပြီးလုပ်တဲ့သူတွေနေသွားအောင်အာဖျားလဲဆူတောင်းရမယ်တိုင်းပြီးအခြေအနေလေးပြောင်းလဲသွားအောင်ပေါ့ပြီးတော့နောက်တစ်ခုကပြောရင်တော့ဒဲဆန်သွားမလားမသိဘူးပေါ့နော်အပြင်စီးတွေလုံမှုအရေးကြီးတယ်လို့ကိုအတွင်စီးတွေမှာလည်းလုံမှုအရေးကြီးတယ်ပေါ့နော်တောင်းဝင်ထမ်းဆောင်နေကြတဲ့အဲသူတွေဒီခြားစားမှုတွေမရှိအောင်ပပျောက်အောင် အလွယ်သုံးစားလုပ်မှုတွေပပျောက်အောင်ကိုယ့်ရဲ့ post တစ်ခုကိုအာ misuse ပေါ့အဲ misuse မလုပ်လောက်အောင်ဒါတွေရလဲအရေးအရန်ကြီးသွားပြန်အောင်အဲ့ဒါတွေကပြောရင်တော့နည်းနည်းကျေသွားမယ်ဟုတ်ကဲ့ပါခင်ဗျအခုလက်ရှိပေါ့နော်ဒီတာဝန်ထမ်းဆောင်ရမယ် NLD ပါတီအနေနဲ့ကလည်းအဲသူတို့ဆောင်ရနေတဲ့အခန့်ကဏ္ဍတစ်ခုရှိပါခင်ဗျအဲ့ဒါကတော့ဒီဥပဒေအောက်မှာ အားလုံးကတညင်တညွတ်တဲ့ရှိရမယ်ဥပဒေအထက်မှာဘယ်သူမှမရှိရဘူးဆိုတော့အဲဒီလိုဥပဒေမျိုးတွေချမှတ်နိုင်မယ်ဆိုလို့ရှိရင်လည်းညီမတို့မျှော်လင့်ချက်တွေပြည်သူလူထုရဲ့မျှော်လင့်ချက်တွေအကုန်လုံးအဓိကအားလို့ထင်ပါခင်ဗျဟုတ်တရားမျှတတဲ့ဥပဒေကအဓိကပဲ Treasure Woman Ambassador အနေနဲ့လည်းလုပ်တယ်ဒါကတော့အပြင် site ကပေါ့နော်ဟုတ်ကဲ့ပါခင်ဗျ Woman Ambassador နဲ့လုပ်တယ်ဆိုလို့ရှိရင်လည်း Treasure တွေဒီအချက်တွေဆွေးနွေးကြတယ်ဆွေးနွေးကြတဲ့အခါတင်ပြကြတဲ့အခါလည်းဒီ law ပေါ်ပေါက်လာရေးအတွက်အမျိုးသမီးတွေကို protect လုပ်တဲ့အတွက် gender equality အတွက်အမျိုးသမီးတွေကို ထိပါလို့ရှင်ဘလို့ law တွေ ਨੇ တိတိကျကျ action ယူပါမယ်ဆိုတဲ့အရာတွေဟုတ်ကဲ့အလို့ခံရရှိမှုတိညီမရေးတွေအကုန်လုံးပေါ့ကြားမတန်းမျိုးအခွင့်အရေးတွေပေါ့ resort တိုင်းကြီးပြောင်းလဲဖို့အတွက်အဲဟိုကျိုးစားနိုင်မှုပဲသူတို့ကဆူတောင်းပြီးတော့အားပေးကြရပါဘောเนาะဟုတ်ကဲ့ပါဟိုထရီဇာအနေနဲ့အခုလက်ရှိဒီမြန်မာနိုင်ငံအတွင်းမှာအချိုးပြမဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့သိချင်ပါတယ်ဆက်လုပ်ချင်တာကအင်းနံပါတ်၁ဒီ emergency relief အတွက်ပြင်ဆင်ထားမှုတွေပေါ့နော်။ဘာလို့လဲဆိုတော့ resort time ကရာသီဥတုတွေကဖောက်ပြန်လာကြမယ်တကဘာလုံးမှာ global warming တွေလာမယ်အဲ့ဒီမှာမှာတို့တို့ time ကပို့ပြီးတော့ environmental ထိမ့်သိမ်းမှုအားအရန်နေခဲ့တဲ့အထွတ်တဘာဝဘေးရန်နေရဆိုတွေကလာမလားမှာသူစားတော့လေနိုင်ငံသားအကူအညီတွေနဲ့လာပြီးတော့သင်တန်းပေးပြီးတော့အဲ့လို forum ကောင်းကောင်းနေနဲ့လုပ်ပြီးတော့ဒီ emergency relief အတွက် emergency တစ်ခုခု hazard တစ်ခုခုနဲ့တဘာဝ hazard တစ်ခုခုနဲ့ natural disaster နဲ့ကြုံလာတဲ့အခါမှာဘလို့ approach တွေနဲ့ဖြေရှင်းမယ်ဆိုတော့ preparation ကောင်းကောင်းလုပ်နိုင်တဲ့ team work တစ်ခုကို tracer သိဖြစ်စေခြင်းနေရပေါ့နော်အဲ့ဒါဖြစ်လာမယ်လုပ်မယ်ဆိုလို့ရှိရင် tracer ဒီထိဆုံးက volunteer လို့ we ပါဝင်ပါမယ်လို့ဒီကနေပြောပြရစီအဲ့ဒါတစ်ခုအရင်ဖြစ်စေခြင်းနဲ့နောက်တစ်ခုကတော့အာရှေ့လူနောက်လူမခွဲခြားဘဲနဲ့စီစီလုံးလုံးနဲ့သူတို့ရဲ့လုပ်ငန်းလေးတွေကို ကျဲတဲ့ကျဲပြန်တဲ့ပြန်လာအောင်အာသွန်ခွန်ဆိုင်လုပ်စီခြင်းပါတယ်ကိုထရစားလာတိုင်းထရစား mentally tuning လုပ်တဲ့အဖွဲ့လေးတွေရှိတယ်ပေါ့နော်ပေါ်လေးနဲ့ကြုံတဲ့အခါမှာသူစားဘာလေးကြီးကြားလဲဆိုတော့အချင်းချင်းလေးတွေမတင်မြတ်တာလေးတွေအဲ့တော့အဲ့လိုမျိုးလေးကြားရတယ်ပေါ့ကြားတဲ့အခါမှာမဖြစ်စေချင်ဘာဖြစ်လို့လဲဆိုတော့ပရိုက်တာလုံနေတဲ့အဖွဲလေးတွေဖြစ်တဲ့ကြောင့်သူစားလုံးဝမဖြစ်စေချင်ဘူးလုံနေတာကပရိုက်တာလုံလေးငါအရင်လူမို့လို့ ငါတိတယ်ငါတက်တယ်ငါထက်အခွင့်အရေးအဲ့လိုမျိုးတွေမရှိအောင်အဲ့တော့အဲ့လို brighter အဖွဲ့လေးတွေအားလုံးကိုလည်းဒီထက်ပိုပေါ်လာစေချင်တယ်ရှိပြီးသားအဖွဲ့လေးကလည်းစီးစီးလုံးလုံးနဲ့ပို့ပြီးတော့ကျေပြန့်တဲ့အာတခုခုဖြစ်အောင်လုပ်စေချင်တယ်ပေါ့နောက်တစ်ခုကတော့ project ကြီးတယ် project ကြီးရဆိုတာ lambda တရိတ်ဆန်လေးတွေအတွက်နိုင်ငံတကာနိုင်ငံတကာဆိုတော့ဗောနဖုံမျိုးပြီးနိုင်ငံတွေမှာဆိုရင် SPC လိုဟာမျိုးအဖွဲ့အစည်းရှိကြတယ်ဒီလမ်းမခွေလေးတွေအဲလမ်းမချောင်းလေးတွေအားလုံး spill neuter လောက်တာမျိုးတွေဗောနတင်ကွတ်တာလေးပေါ့တင်ကွတ်ခြင်းအဖြစ်ဒီနင်းနိုင်တဲ့များနင်းနိုင်နေတဲ့အခါမှာလဲ rabies rate တွေလဲညော့သွားမယ် ထူစာပြောရတဲ့ဘောကပြီးလို့ရှိရင်မျိုးတော်ကြီးလည်းစီပင်သားရပြီးတော့လှပါမယ်ပြီးရင်ဟိုဒီကလေးတွေဟာလည်းခွေးလေးတွေအချောင်းလေးဒီကလေးတွေဟာလည်းအမိုးအောင်မှာ shelter တစ်ခုမှာရှိရင်ဆွဲကလေးတွေကိုတိတိချာချာပေါ့ကုသနိုင်တယ်အခုရှေ့ဆက်ပြီးလဲထူစာထူစာလုံနေတဲ့အလုပ်တွေပဲဆက်လုပ်နေအောင်ပါပါတကယ်လို့များအဲ management ကောင်းကောင်းနဲ့အဲ့လို emergency relief တဲ့ team တွေဝင်လာမယ် SPC နဲ့ချိတ်ဆက်တဲ့ဟာမျိုးဆိုရင်တော့ ခွန်အားရှိသူတွေလုပ်ချင်ပါသေးတယ်လို့အာဘရာဟိတလုပ်ငန်းနေပါဝင်ပေါ့နော်အခုဆိုလို့ရှိရင်ညီမဒီ stage show တွေအာနောက်ပြီးတော့အမှုပညာလုပ်ငန်းတွေကိုလည်းညီမတအားသဖြင့်အချိန်ရှိသဖြင့်လှုပ်ဆောင်နေအပိုင်းနေအကောအတွက်မြင်ရပါတယ်အာရုပ်ရှင်ရိုက်ကူးမှုအပိုင်းနဲ့ပတ်သက်ပြီးတော့လည်း ညီမရဲ့အနုပညာလှုပ်ရှားမှုတွေအကိုသိချင်ပါခင်ဗျာအခုတော့ Trisa ကဟိုအဲတချင်းတွေကတော့ဆိုတယ်ပေါ့နော်တချင်းတွေတချင်းဆိုတဲ့ဘက်ကလေးနည်းနည်းဦးစားပြန်ပေးတယ်အာပြီးတော့ဗီဒီယိုကလည်းအခုတော့ Trisa လည်းပြန်ချင်ဟို Trisa တိတ်မရိုက်တော့တဲ့အချိန်ကျတော့မှခစ်လေတိတ်မကောင်းတော့ပါဘူးအဲ့တော့ကားကြီးကတော့ပရိသတ်တွေအတွက်ရိုက်တယ်ပေါ့နော်ကားကြီးလာကန်းလန်းနေဆိုလို့ရှိရင်လည်း Trisa ရိုက်ပဲပေါ့အဓိကကတော့ဒီ Trisa ရှင်သန်တဲ့ရုပ်ရှင် industry လေးကကျတော့အဓိက producer နဲ့မင်းသားမင်းသားတွေရဲ့ RCG တို့မင်းသား ားတွေရဲ့ image တွေနဲ့သွားတာဆိုတော့ပြီးတော့နောက်တစ်ခုကမင်းသမီးတွေကလည်းအရန်များတယ်လေမင်းသမီးမရှိဘူးမရှိဘူးလေတင်လိုက်တာအရန်များတော့မင်းသမီးလေးတွေလည်းအရန်များကြတော့ဘယ်လိုပြောမလဲဒီ industry လေးကသူကလည်းသူလဲပတ်နေတာပေါ့နော်အဲ့တော့လဲပတ်တော့နောက်တစ်ခုကဘယ်လိုတွေဖြစ်လာလဲဆိုတော့ဒါသာဘဲဘဲအတိုင်းဝိုင်းလေးမှာပဲနေနေသူ့နေရာလေးနဲ့သူရှိနေတဲ့အဲတံမိုးလေးတွေပေါ့နော် မင်းသားကိုဦးတည်ပြီးသွားတဲ့ marketing ဖြစ်တဲ့အတွက်မင်းသားဒီအခရာဆိုတော့မှန်တယ်ဒါပေမဲ့ supporting နေရာလည်းမပါလို့မဖြစ်ပြအောင်မင်းသမီးတွေလည်းမပါလို့မဖြစ်ပြအောင်အဲ့လိုပေါ့နော်အာ crew တွေဒီလည်းတိတ်အရေးကြီးနေပြန်ရော driver တွေလည်းတိတ်အရေးကြီးနေပြန်သူစားကလေဒီ industry တစ်ခုလုံးတိုးတက်ခြင်းတိုးတက်တယ်လို့ပြောတဲ့အခါမှာဟိုထိပ်ပိုင်းလူတွေပဲပြေဆုံးကြွယ်ဝပြီးတော့ဖိလို့ရတဲ့ဟာတွေကိုဖိဈေးတွေလျှော့ခိုင်းအဲဖိလို့ရတဲ့သူတွေကိုဖိပြီးတော့ budget တွေလျှော့တာမျိုး ဒီမဖြစ်စေချင်တော့ဘူး Twitter ချစ်တဲ့အနုပညာ industry ကိုလေ video တွေဆိုရိုက်ကူးမှုအပိုင်းမှာဥမာ Twitter ဒီအစားတဲ့ကန့်ကန့်တက်တက်ကလေးလက်ခံနေသူတော်မှာလာရင်ဥမာမနေ့ဖြန်ရိုက်တော့မယ်ဆိုရင်တစားစားအတောင်းလဲတစ်ပတ်လောက်အထိဆန်ညုံးရမရအောင်မနေ့ဖြန်ရိုက်တော့မယ်ဆိုဒီနေ့ညမှာရိုက်လာကိုမချိုက်တဲ့ဆက်ဆိုလဲရိုက်လိုက်ရရောဒီဒီကားလေးမှာတော့ဖြင့်ဒီဇက်ရုပ်ကလေးကတော့ဖြင့်သူနဲ့လိုက်တယ်သူနဲ့လိုက်တယ်ဆိုပြီးတော့ရွေးရပါ မဟုတ်ဘူးဒီကားရောဖြင့်ဘတ်ဂျက်ကလေးကဘလို့အဒီအခုခင်မှာဘယ်သူကားရန်ဖြစ်နေလဲကားရန်ဖြစ်နေသူတွေနဲ့ဘလို့ profit ထွက်အောင်လုံးဝစီးပွားအတွက်ကြီးဖြစ်တော့သူကအရန် boring ဖြစ်လာတယ်ကွယ်အရန်ပြင်းကြီးလာပြီးတော့ကိုလိုရတဲ့အလုပ်တွေပေါ်မှာ guilty ဖြစ်လာတော့ okay အဲ့ဒီအချိန်မှာမတိုက်တိုက်ဆိုင်ဆိုင်ဘလို့ဖြစ်လဲဆိုတော့ဒီစားလူမှုရေးလုပ်ငန်းလေးတွေလုတ်လုတ်ပြီးတော့ဒီစားရဲ့အတွင်းအမြင် concept လေးတွေပြောင်းလာတဲ့အချိန်လေးမှာသွားပြီးသွားကြည့်တဲ့အခါမှာ โอเคဒါဆိုလို့ရှိရင်ပရိသတ်နဲ့လည်း in touch ဖြစ်အောင်ကိုမြန်နိုးတဲ့အမှုပညာအလုပ်ကိုလည်းဆက်လုပ်ခွင့်ရှိအောင်ကားကြီးလေးတွေဆက်ရိုက်မယ်ဗီဒီယိုကားတွေဆိုလည်းတိတိချာချာ plan ချပြီးတော့အာတိတိချာချာစီစဉ်ထားပြီးတော့ကိုရိုက်ရလာအပ်တဲ့သူမျိုးကိုပဲ ကိုယုံကြယုံကြည်စိတ်ချရတဲ့သူမျိုးပေါ့ယုံကြည်စိတ်ချရတဲ့ခရီးကိုလည်းမပြတ်ဘူးကားရိုက်တွေလည်းလိုချိန်ထားပြီးတော့ဖြတ်တဲ့လူမျိုးမဟုတ်တဲ့အဲ့လိုအဲ့လိုမျိုးခြားတော့ပါပဲအလုံးလုံးပဲဆိုပြီး decision ချလိုက်တယ်ပေါ့နော်ဒါပေမဲ့ခတ်တာကလည်းမင်းသမီးတွေဘဝကလာခေါ်မရိုက်ရတာပါကိုသိရိတ်ချင်ပါတယ်လို့လက်ထရီစာသိပ်မပြောတတ်ဘူးမပြောတတ်တော့ကို့ကိုလာခေါ်တယ်ဆိုရင်ကို့လောက်ရမဲ့ဇလန်း character လေးခြိုက်တယ်ဆိုကို yay ဖြစ်တယ်ပေါ့နော်အဲ့တော့အရန်တော့နင်းသွားတာပေါ့လေ စံသတိထားမိလားမသိဘူးတင်းတင်းလေးရဲ့အရက်ထွက်တာဆိုလို့ရှိရင်ထွက်စားသေး၄နှစ်ကျော်၄နှစ်ကျော်၅နှစ်ရှိပြီပေါ့နော်အဲ့ဒီနောက်ပိုင်းမှာဘာအယ်ဘမ်မှထွက်စားမလုပ်နိုင်ဘူးဘာဖြစ်လို့ဆိုတော့ရိုက်ရက်တွေဆိုလို့ရှိရင်လည်းကားကိုပဲတကားပဲတကားဆက်ရိုက်ဆက်ရိုက်ရိုက်တာဖြစ်နေတဲ့အတွက်ကြောင့်မလို့မိုးလေးကမိုးဆိုးတီဒီကားရိုက်ပဲညှိနိုင်လို့ရရင်ထွက်စား stage show လေးတွေသွားဆိုပြတယ်အဲ့ဒီမှာမှညှိနိုင်လို့ရဖို့ကလည်းဒီ ဒီသူတို့ရဲ့ film industry ကအားလုံးလည်းသိကြပါတယ်သိရတယ်မပြောတာပဲရှိမှာပါမင်းသမီးဒီဘာ authority မှမရှိတော့ဘာခွင့်ရေးမှမရှိတော့ဆိုတော့ဟိုမင်းသားတောင်းတာနဲ့မင်းသမီးတောင်းတာနဲ့တော့မတူဘူးပေါ့နော်ရက်အဲ့တော့ရက်မှာဆယ်ကတောင်းရင်တစ်ခါလောက်ပဲရတာများတော့သူစားဒီမြေရှိုးတွေလည်းမစုပ်ဖြစ်ပေါ့လေအဲ့လိုမျိုးနဲ့နည်းနည်းအစိုးဘက်မှာနည်းနည်းလေးဟိုဒါကိုပြိတ္တချင်းလို့လို့ဒါဝေးမသွားဘူးရှိမယ်ကွယ်ဘာဖြစ်ဖြစ်ပေါ့အယ်ဘမ်ကထွက်တာချဲသူလို့ဖြစ်သွားတာပေါ့နော် အဲ့ဒီခါမှာဒီလိုရက်လိုက်တော့ Tracer album ဆိုပြန်လုံနိုင်တယ်။ Nail show တွေဆိုလိုက်ဆိုနိုင်တယ်။အကြောင်းစာတွေဆိုရိုက်နိုင်တယ်။ဥပမာစစ်ဆောင်စကားလိုမျိုး9ရက်6ရက်သွားမယ်ဆိုလို့ရှိရင်လည်းရက်တွေညှိနိုင်စရာမလိုခော့စီစဉ်ပြီးထသွားနိုင်တယ်။အဲ့လိုအပိုင်းလေးတွေမှာတော့ positively ထွက်လာပေါ့။ဒါပေမဲ့ဈေးကွက်အရာအဲ Tracer ကိုရိုက်ကူးမှုကမ်းလှမ်းမှုတွေအများကြီးနေလာတယ်။မင်းသမီးတွေလည်းများတယ်။ဒါကြောင့် budget တွေချုပ်ရင်းနဲ့ကိုယ့် ကိုယ့်ရဲ့ talent piece ကိုအချောင်းရစုံချောင်းကမ်းလှမ်းမှုတွေနည်းလာတဲ့အခါမှာ Trisa Trisa ကလည်းကန့်သက်သူတို့ကလည်းကမ်းလှမ်းမှုနည်းလာတယ်ဆိုတော့နည်းနည်းဝါးတဲ့အချိန်မှာဘာသာထွက်လာတယ်ဆိုဖြစ်တဲ့ပြဿနာတွေကြောင့်ငင်ချင်တယ်ကြည်ချင်တယ်ကားရဲ့ကလေးတွေထွက်ရင်အရင်စီစဉ်တော့အာ Trisa တခါတည်းချရင်တော့ကိုယ့်ရဲ့စိတ်ကလေးတွေကိုယ့်ရဲ့ထားတဲ့နဲ့တချို့မာနာလေးတွေတော့ပဲထားပြီးတော့တချို့ကလေးတွေ ရှိနိုင်ပြီးတော့ထရီဆာပြိသက်မြင်တာလေးနဲ့ထရီဆာချစ်တဲ့အမှုပညာကိုထရီဆာလုပ်နေပါတယ်အခုတော့ဒီ March ထဲမှာထရီဆာအဲ ကာကာကြီးရိုက်မယ်ဇေယထက်နဲ့ထစားရဲ့ညီမလေးအချောဘူရဲ့ရှူမုံလေးရဲ့နဲ့ဒရိုက်တာဦးမြင့်ကြီးထွန်းလဲပေါ့အဲ့တော့ကာကြီးလေးတွေရဲ့ကိုယ်တိတိကျကျပေါ့ဒီဇလန်းလေးမှာသမီးနဲ့လိုက်တယ်ဒီလိုမျိုး plan နေနဲ့တိတိကျကျလုပ်ထားရဲဆိုတော့ဗီဒီယိုကားလေးတွေကိုပဲအဲစိတ်ချမ်းသာလက်ချမ်းသာလေးပေါ့နော်အဲ့တော့တကားပြီးတကားဝင်ရတာမျိုးမဟုတ်ပဲနဲ့စိတ်ချမ်းသာလက်ချမ်းသာလေးဖြည်းဖြည်းနဲ့ကောင်းကောင်းလေးဟိုအယုတ်ဘက်ကိုတော့ စိတ်ကူးနဲ့အလုပ်သွားရပေါ့အချင်းဆိုတာကတော့ငယ်ငယ်ကတည်းက passion ဖြစ်တော့ stage show တွေကတော့အတအခုဆို show ရသည်ဆိုတော့ live ဆိုနေပါဘခကြီးတွေထွက် live ဆိုဆိုတော့အဲတမျိုးလေးလည်းပြန်ပြောစရာကောင်းသွားတယ်ပေါ့လေပရိသတ်ကတော့အမှုပညာနဲ့ပတ်သက်လို့ရှင်တော့ငယ်သူမို့မတိပါမလုပ်ပါနဲ့တော့ပေါ့ဒါပေမဲ့ငယ်သူမို့မတိပါဒီရုပ်ရှင်စကားနဲ့ပတ်သက်ပြီးတော့လဲပရိသတ်က academy နဲ့ပတ်သက်ပြီးတော့တော်တော်လေးမျှော်လင့်ခဲ့ကြတာလေ လွယ်အဲ့တော့အခုဆိုရင်ပြိသက်တရားလေးအကယ်ဒမီတက်ရစေချင်တယ်အကယ်ဒမီရအောင်လုပ်တော့ဆိုရင်အော်ကားကြီးမှမရရပဲမရရပဲဘလို့ယူပေးရမလဲသူတို့ဟုတ်လို့ဟုတ်ကဲ့ပါပညာရေးနဲ့ပတ်သက်ပြီးတော့လေညီမနေနဲ့ဟုတ်ပညာရေးနဲ့ပတ်သက်ပြီးတော့ဆိုတော့အခုတော့ Trisa Public Health တက်ဖြစ်မယ်ဒါပေမဲ့ Public Health ကမြန်မာပြည်မှာတက်ဖို့ကကြတော့ဟုတ် ။ဘာဖြစ်လဲဆိုတော့မြန်မာပြည်မှာတက်ဖို့စမရှိမှရမယ်ဆိုတော့ဒါကမြန်မာပြည်က University ကိုတက်လို့မရအောင် Master ဘွဲ့ကိုယူလို့မရသေးဘူးပေါ့နော်။လောလောဆယ်အခြေအနေက။အဲ့တော့နိုင်ငံသားထွက်ဖို့ဆိုတာကလည်းတနည်းနည်းနဲ့ကြီးဒီဟာဟာရအားလုံးပြစ်သွားပြီးသွားဖို့ဆိုတာမဖြစ်ပြန်တော့အခုပွင့်လင်းလာတဲ့ကာလတစ်ခုအဆောင်ပြီးတော့ဟိုဘက်က join နေနဲ့ဝင်လာမဲ့ University တွေပညာရေးအပြောင်းအလဲတစ်ခုကို Treasure လောလောဆယ်ကစောင့်နေတယ်ပေါ့။နိုင်ငံရေးတွေလူမှုရေးတွေ bright လုပ်ငန်းတွေအမှုပညာလုပ်ငန်းတွေကိုယ့်ရည်ရည်ချက်ကိုယ့်ရဲ့ future အများကြီးအများကြီးနဲ့ဒီမှာလေးချစ်သူဝေရက်တည်နေရဆိုတဲ့အခါကျတော့ Facebook မှာလည်းအများအတန်းတွေ့ပါတယ်ဒူတွေဒူမတွေသူတို့အကြောင်းလေးကိုလည်းအများချစ်တယ်ဟုတ်တယ်မလားအဲတော့ကိုလင်းကလည်းအဲညီမနဲ့ဒီပေါ်တော့မိသားစုဒီသားရဲ့သမီးနဲ့ပြင်ချင်ပါပဲလေကိုလင်းစားမေးပြီးတာပါခင်ဗျာကိုလင်းဟောပါအဲ့ဒါဆို မြင်ရပါပါမြင်ရပါပေါ့နော် live ရေလို့ဖြစ်လာပြီဆို family life လေးလည်းရှိမင်းဆိုတော့မမတို့တယောက်လည်းစဉ်းစားပါတယ်อืมမမတို့ကအခုအချိန်ကာလာမျောလင်းချက်တွေတင်းဆိုတော့မမတို့မျောလင်းချက်တွေဖြစ်လာမှာပါအဲ့တော့တနည်းနည်းနည်းလောက်နေယူမယ်နည်းနည်းလောက်တော့မမတို့တွေပြင်ဆင်လိုက်အောင်မယ်နော်ပြီးတော့မမတို့တိုင်းမိလေးအတွက်မျောလင်းချက်တွေနဲ့ကြိုးစားလိုက်ကြပါအောင်မယ်လို့ โอเคเจซุอายิเว่ติมาครับเนี่ยอาจารย์ไล่กองอยู่มีมาเลยสิซาไล่เจซุอายิติมาเลยสกายนี่แหละยังอายิပြောไล่ได้เจซุครับ